မင်္ဂလာပါခင်ဗျာ SK မလေးစကားပြော channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတစ်ခါကတော့လုပ်ငန်းခွင့်3မလေးစကားပြောအပိုင်းနှစ်ကိုလာရောက်မျက်ဝေပေးသွားမှာဖြစ်ပါတယ်မြန်မာလိုရေးပေးထားတဲ့တံတွဲဟာအနည်းဆက်ဆုံးဖြစ်အောင်ရေးပေးထားခြင်းတပ်ဖြစ်လို့အတန်ကိုဦးစားပေးနားထောင်စေချင်ပါတယ်ပရမဆုံးအနေနဲ့ နန်တီဆိုတဲ့စကားလုံးကိုကြည့်ကြရအောင်နန်တီဆိုတဲ့စကားလုံးကခဏနေအောင်ခဏဆောင်းအောင်လို့အဓိပ္ပာယ်ရပါတယ်ဥပမာနန်တီတုံကုစကကြခဏလေးနေပါအောင်ခဏလေးဆောင်းပါအောင်လို့ပြောဆိုခြင်းဖြစ်ပါတယ်နန်တီနန်တီ ဇန်ငန်ဘော်ဒီနေတူလူဘော်ဒီတူတူလူခဏလေးနေပါအောင်တရားကိုမလုပ်သေးနဲ့ဟိုဟာကိုယ်အရင်လုပ်ပါလို့ပြောဆိုခြင်းဖြစ်ပါတယ်ဒါတော့နန်တီဆိုတဲ့စကလုံးကိုနောက်ထပ်အသေးပဲမျိုးနဲ့ပြောလို့ရပါသေးတယ်ခဏနေကြရင်တော့ကြာကြရင်ဆိုတဲ့အသေးပဲနဲ့လည်းသုံးလို့ရပါသေးတယ် นันตีบอสมาราขณะนี้ใจยินตะที่สิกซูลิงเมนันตีเกเจอตาระเสียขณะนี้ใจยินลบมาปีเบในลิงเมต่อจาลบมาปีเบในลิงเมลูก็สูชิมพิบาลเองจังงันไม้ไม้นันตีเกเจอตาระเสียมาโซเน่ करना नहीं चाहिए लोग अभी वे दिल्ली में है लोग सुरुचि के बारे में फिर हाँ पोन सुने सकलों को चीचा यहाँ वी यू एन पोन सुने सकलों का रो पोन सुने सकलों हाँ ले वे टाउ मा वे ने लू ते वे या सी मा भी बाद है और दी पोन सुने सकलों को अनोसों मा था भी रो ပြောဆိုမယ်ဆိုရင်ဘယ်နဲ့တို့အတိတ်ပဲရရှိမှာဖြစ်ပါတယ်ဥပမာဆရာတာတောက်ပုန်ငါမတိပဲနဲ့ဆရာတာတောက်အပေအပေပုန်မနုဒုဆရာငါဘာမမတိရပဲနဲ့ငါကိုဆွဆွဲတယ်ဆရာတာရဘတ်အပေအပေပုန် မနောတို့အစာရငါဘာမှမလုပ်ရဘဲနဲ့ငါကိုဆွဆွဲတယ်လို့ဒီပေရပါတယ်မနောတို့ဆိုတာကဆွဆွဲတယ်လို့ဒီပေရပါတယ်ဒီရတတ်တော့ဘတ်အပအပပူန်တပတ်ဘညာကာကြီးသူဘာမှမလုပ်တတ်ဘဲနဲ့လာစာအများကြီးရတယ်လို့ပြောဆိုခြင်းဖြစ်ပါတယ် တ်ပတ်ဆိုတာကြတော့ရရှိတယ်လို့အဓိပ္ပာယ်ရပါတယ်။ဂါကြီးဆိုတာကလာစာဖြစ်ပါတယ်။အဝတတောအပပုန်နိပါမမတိပဲနဲ့အကြဆာယငါကိုတင်ပေးတယ်မေဘာမမတပ်ပဲနဲ့ငါကိုတင်ပေးတယ်လို့ပြောဆိုခြင်းဖြစ်ပါတယ်။နောက်ပြီးတော့ ဘွန်းဆိုတဲ့စကလုံးကိုပဲဝါကြရဲ့အလဲမှာထားပြီးတော့ပြောမယ်ဆိုရင်လဲပဲတောင်မှလို့အတိတ်ပဲရရှိမှာဖြစ်ပါတယ်ဥပမာဆရာပွန်းတောင်ငါလဲပဲမတိဘူးဆရာပွန်းတနပါငါလဲပဲမမြင်ဘူးဆရာပွန်းတရဘွား အလေးပဲမလုပ်ဘူးဤနိပွန်းတတောက်ကဒါလေးတော့မတိဘူးလားစတိဖြည့်သုံးလုံးရနိုင်ပါတယ်နောက်ပြီးတော့ပူစင်းဆိုတဲ့စကလုံးကိုကြည်ချရအောင် P U S I N G ပူစင်းဆိုတဲ့စကလုံးကလှဲ့တယ် လှန်တယ်လို့အတိတ်ပဲရှိပါတယ်။ဥပမာပူစင်းပါလေပြန်လဲလိုက်ပါ။ပူစင်းကနန်ညာဘက်ကိုလဲပါ။ပူစင်းကီရီဘယ်ဘက်ကိုလဲပါ။ပူစင်းစာနာဘယ်ဘက်ကိုလဲပါ။ ဦးစင်းစီနီဒီဘက်ကိုလဲပါစသည်ဖြင့်သုံးပြုလို့ရပါတယ်အပေါ်ကိုလန်လိုက်အောက်ဘက်ကိုမောင်းလိုက်စတဲ့အသုံးလုံးတွေကိုပူစင်းနဲ့အသုံးပြုလို့ရပါတယ်ဥပမာပူစင်းအသားအပေါ်ကိုလန်လိုက်ပါပူစင်းပါပါ အောက်ကိုမောင်းလိုက်ပါသာသဖြင့်တုံးပြူလို့ရနိုင်ပါတယ်နောက်ပြီးတော့အဖုံးတစ်ခုခုကိုလဲဖွင့်တာကိုလည်းဘူးစင်းကိုအတုံးပြူလို့ရပါတယ်ဥပမာမချက်မနဘူကာနီဘူးစင်းကီရီလာပေဖေကိုလဲလေ ဥစင်းကနန်လာညာဖက်ကိုလှဲ့လေစသည်ဖြင့်တုံပြူလို့ရပါတယ်။နောက်ပြီးတော့ရှောက်ပတ်သွားတာတို့ရှောက်လဲတာတို့ကိုလည်းဥစင်းကိုတုံပြူလို့ရပါတယ်။ဥပမာအဝါနီပူစင်းစာနပူစင်းစီနီတာတို့ကြည့်ကြ မင်းကလေဟိုရှောက်ပတ်သွားလိုက်ဒီရှောက်ပတ်သွားလိုက်နေအလုံးမရှိဘူးလားတာဒဂရီချာပူစင်းပူစင်းစာချာအလုံးမလုံးဘူးရှောက်ပတ်သွားတယ်လို့ပြောဆိုခြင်းဖြစ်ပါတယ်နောက်ပြီးတော့ EC ဆိုတဲ့စကလုံးကိုကြည့်ကြရအောင် C ဖြည့်တာတို့ရေဖြည့်တာတို့ စ္စည်းတစ်ခုခုကိုဖြည့်တာတော့ကိုဤစည်းနဲ့အသုံးပြုလို့ရပါတယ်။ဥပမာအားဖြင့်ဤစည်းမိညာစီဖြည့်တယ်။ဤစည်းအားရေရေဖြည့်တယ်။ဤစည်းဘာရံပစ္စည်းဖြည့်တယ်။တို့လုံးဤစီမိညာဒလမ်ပေါ်တော့ ini ေးဇူးပြုပြီးတော့ဒီဘူးတဲ့ကို စီဖြည့်ပေးပါတော်လုံး ECIA စကကြရေခဏလောက်ဖြည့်ပေးပါစသည့်ဖြင့်အသုံးပြုလို့ရနိုင်ပါတယ်နောက်ပြီးတော့ပစ္စည်းတစ်ခုခုကို နေရာရွှေ့တာတို့နေရာပြောင်းတာတို့ကို ပင်ဒါဆိုတဲ့စကားလုံးနဲ့အသုံးပြုလို့ရပါတယ်ဥပမာအဖြစ် ပင်ဒာမေချိုင်းနီကစားနဒီစပွဲကိုဟိုနေရာကိုရွှေ့လိုက်ပါမေချိုင်းနီပင်ဒာကစားနဒီစပွဲကိုဟိုနားမှာရွှေ့လိုက်ပါစသည်ဖြင့်အသုံးပြုလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ